ငလျင်တန်းတင့်ဒေသတွေကထိခိုက်ပျက်စီးခဲ့ရမှုတွေကိုပြည်တွင်းပြည်ပခရီးသည်တွေကတွားရောက်လေ့လာကြည့်ရှုကြခြင်းဖြင့်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွေကိုအထောက်အကူဖြစ်စေနိုင်ကြောင်းဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကအကြံပြုထားပါတယ်ငလျင်ပီအန်နီရဲ့ပတ်သက်တဲ့ဗဟုသုရတွေရရှိစေနိုင်တဲ့အပြင်ဒေတာခန်တွေရဲ့အလို့အကင်အခွင့်အလန်းနဲ့ဝင်ငွေတွေတိုးပွားရရှိစေနိုင်ကဒေတာရဲ့အကျိုးစီးပွားကိုလည်းအထောက်အပံ့ဖြစ်စေနိုင်မယ်လို့ဆိုပါတယ် ငလျင်ပေးတင်ရဒေတာတွေကငလျင်ကြောင့်ထိခိုက်ပျက်စီးမှုမရှိတဲ့ဟိုတယ်တွေခရီးသွားအေဂျင်စီတွေဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းဖွဲ့တွေအနေနဲ့ပုံမှန်အတိုင်းလုပ်ငန်းတွေပြန်လည်လည်ပတ်ဆောင်ရွက်နေကြတယ်လို့လည်းခရီးသွားအကြံပြုချက်အရာသိရပါတယ်ဒါကြောင့်ပြည်တွင်းပြပခရီးသည်တွေအနေနဲ့ငလျင်ပေးတင်ရဒေတာတွေနဲ့မြန်မာနိုင်ငံရဲ့ခရီးစဉ်ဒေတာတွေခရီးသွားဆွဲဆောင်ရနေရာတွေထံရခင်ပုံမှန်အတိုင်းသွားလာလည်ပတ်နိုင်တယ်လို့လည်းထုတ်ပြန်ထားပါတယ် ခရီးသွားတဲ့အနေနဲ့လည်းသက်ဆိုင်ရာဒေသအာဏာပိုင်တွေထံမှအချိန်နဲ့တပြင်းကြီးထုတ်ပြန်တဲ့ကြေညာချက်တွေကိုတရားဝင်သတင်းများမှစောင့်ကြည့်လေ့လာကြဖို့နဲ့ခရီးစဉ်အတွင်းဒေသဆိုင်ရာညွှန်ကြားချက်တွေကိုလိုက်နာကြဖို့လည်းဝန်ကြီးဌာနဘက်ကအကြံပြုထားပါတယ်။မတ်လ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့အင်အားပြင်းမန္တလေးငလျင်ကြီးကျောင်းစကိုင်းတိုင်းမန္တလေးတိုင်းနေပြည်တော်ပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာအသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။ နာဆာကရဲ့ထုတ်ပြန်ချက်အရမေလ၈ရက်နေ့အထိငလျင်တန်းကြောင့်သေဆုံးသူ3,995ဦးထိခိုက်ဒဏ်ရာရရှိသူ9,104ဦးနဲ့ပျောက်ဆုံးသူ86ဦးရှိလာကြောင်းမှာခမည်း